မင်္ဂလာညချမ်းပါ2025ခုနှစ်မေလ16ရက်နေ့ရေဒီယို NUG ရဲ့ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ဂျမစီယုစုဝါဒဖြန့်ချင်မှုပိုင်းကိုလည်းပုံမှုတရီထားကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝဲခိုင်တန်ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အစိုးရဂျာကာလာဒီတန်တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး မှတ်စဉ်16မြင်းဆောင်2025ကို2025ခုနှစ်မေလ15ရက်နေ့နံနက်ပိုင်းမှာကျင်းပကြပါတယ်။ဒီတော်စုဝန်ကြီးချုပ်မှပြောကြားရမှာစနေနေ့ကစကိုင်းတိုင်းတပင်းမြို့နယ်ဩရိနေကျေးရွာမှာအပြင်းမဲ့ကလေးငယ်တွေစတင်နေတဲ့စတင်ကြောင်းကိုဖက်စစ်ကျန်းဖက်စီစုကလူမဆန်စွာလေးချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပြီးဒီလိုရက်ဆက်တက်လို့ရကြောင်းတပင်းဩရိနေကျေးရွာကအောင်းသား22ဦးနဲ့ ဆရာမ2ဦးစုစုပေါင်း24ဦးသေဆုံးခဲ့ပြီးចောင်းသူចောင်းသား103ဦးနဲ့ဆရာဆရာမ2ဦးစုစုပေါင်း105ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒီလိုတိုင်းပြည်ရဲ့နာဂတ်ဖြစ်တဲ့ကလေးငယ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝမှုမြောက်တဲ့လူရက်ကိုမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြင်းထန်စွာရှုံချပြီးသေဆုံးသွားတဲ့ကလေးငယ်တွေနဲ့မိသားစုများအတွက်ထပ်တူထပ်မြဝမ်းနည်းရပါကြောင်း ဒါဟာဂျမ်ဘတ်စီယုစုရဲ့ရက်ဆက်ရုံမှမှုကိုပေါ်လွင်စေပြီးသူတို့ဟိုမြေဖြတ်ချင်မှုမို့ဘလောက်ရေးကြည့်တယ်ဆိုတာထပ်မံမိမောင်းထိုးပြနေတယ်လို့ဖြစ်ပါကြောင်းနဲ့ဂျမ်ဘတ်စီယုစုဝါရဖြန့်ချင်မှုပိုင်းကိုလည်းပုံမှန်သတိထားကြရမှာဖြစ်ပါကြောင်းဝန်ကြီးချုပ်ကပြောပါတယ် ဒါအပြင်တရေမှတွေဖြန့်ချပြီးပြည်သူကဝေဝါအောင်ပေါ်ပေါ်တင်းတင်းလှုပ်လာတာတွေရှိသလိုဒီလိုဖြစ်ရတွေပေါ်ခြေခံပြီးတော်လင်းဘတ်တော်သားတွေကြားသွေးခွဲစေမဲ့ narrative ပုံစံမျိုးတွေကိုပုံမို့အသုံးပြုလာတာတွေ့ရလို့အချင်းချင်းကြားမှာလည်းသတိကြီးကြီးထားကြဖို့လိုမှာဖြစ်ကြောင်းဝန်ကြီးချုပ်ကထပ်လောင်းပြောပါရတယ်။ဇီဝေတို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းဦးဆောင်ကပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများမြေတဲ့အတွင်းဝင်များတွဲဘက်အတွင်းဝင်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါရဲ့ရှင်။ ောက်ထပ်တင်ပြပေးမယ့်တဲ့ရင်ကတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီနဲ့မကွေးတိုင်းမန္တလေးတိုင်းလွှတ်တော်စီဝေးတို့ NGO ဝင်ကြီးများတက်ရောက်တဲ့တဲ့ရင်ပဲဖြစ်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီနဲ့မကွေးတိုင်းဖရဲယူနစ်လွှတ်တော်မန္တလေးတိုင်းလွှတ်တော်ကုစားပြုကော်မတီအစည်းအဝေးနှစ်မြင့်ဆောင်2025ကိုမေလ15ရက်မှာကျင်းပခဲ့ပါတယ်။ စီဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီအဖွဲ့ဝင်တရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဦးမှအဖွဲ့မှစကားပြောကြားခဲ့ပြီးမကွေးတိုင်းမန္တလေးတိုင်းလွှတ်တော်ရဲ့လွှတ်တော်ကိုယ်စားလှယ်များမှနှုတ်ခွန်းဆက်စကားအတည်တည်ပြောကြားခဲ့ပါတယ်။အိမ်နောက်ပြည်ထောင်ရေးနဲ့လူမှုကြီးကြေးဝန်ကြီးဌာနတွဲဖက်အတွင်းဝင်မှဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီရဲ့လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေတွေကိုရှင်းလင်းတင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များမှသိရှိလိုသည့်များကိုဆွေးနွေးပြောကြားခဲ့ကသက်ဆိုင်ရာဝန်ကြီးဌာနများမှပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။စီဝေကိုပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများမကွေးတိုင်းဖရဲယူနစ်လွှတ်တော်မန္တလေးတိုင်းလွှတ်တော်ကိုစားပြုကော်မတီတို့မှလွှတ်တော်ကိုယ်စားလှယ်များမြေရန်အတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဘက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့တင်ပြရရှိပါရရှင်။ ဆက်လက်တင်ပြပေးဦးမယ့်တဲ့ရင်ကတော့တပင်းမျိုးနယ်ဥရိနင်းချူရစာတင်ကျောင်းတွင်စစ်လော်ဘီများဖြန့်တယ်လို့လက်နက်ထုတ်လုပ်ခြင်းမရှိတယ်လို့စာတင်ကျောင်းနေ့တက်ဆွဲထားခြင်းလည်းမရှိဘူးလို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆော်ဝေစုပြောကြားလိုက်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။တပင်းမျိုးနယ်ဥရိနင်းချူရစာတင်ကျောင်းမှာစစ်လော်ဘီတွေဖြန့်တယ်လို့လက်နက်ထုတ်လုပ်ခြင်းမရှိတယ်လို့စာတင်ကျောင်းနေ့တက်ဆွဲထားခြင်းလည်းမရှိဘူးလို့ပြည်ညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဆော်ဝေစု PPTV နဲ့တည်ထက်မေးမြန်းခန့်မှာပြောကြားခဲ့ပါတယ်။ 2022ခုနှစ်စကတည်းမှာကဘဲเจ้าဘဲဆေးရုံမှာမှတက်မဆွဲဖို့ကျွန်တော်တို့ကြီးညာချက်တွေထုတ်ပြီးတာဥပဒေတွေထုတ်ပြီးတာဖြစ်ပါတယ်။ဒါကြောင့်ကာကွယ်ဥညီဌာနနဲ့ကျွန်တော်တို့ပညာဥညီဌာနကျန်းမာရေးဥညီဌာနတို့ညှိပြီးတော့ဘဲเจ้าမှာမှတက်မဆွဲဖို့ကျွန်တော်တို့ဆောင်ရွက်တယ်။တကယ်လို့ဆွဲတယ်ဆိုရင်ကျွန်တော်တို့ရေးယူတယ်။ပြည်ပေးချမှတ်တာတောင်လုပ်နေတာဖြစ်တဲ့အတွက်ခုချိန်မှာတော့ဘဲเจ้าဘဲဆေးရုံမှာမှတက်ဆွဲထားခြင်းမရှိဘူးဆိုတာကျွန်တော်အနေနဲ့တိတိကျကျခိုင်ခိုင်မာမာပြောနိုင်ပါတယ်။ ဒါအပြင်အချောင်းကို uniform နဲ့လက်နက်နဲ့တောင်ဝင်ခွင့်မပြုပါဘူး။ကျွန်တော်တို့ပြည်သူခြေပြုเจ้าတွေမှာ uniform နဲ့လက်နက်နဲ့တောင်ဝင်ခွင့်မပေးဘူးလို့ဝန်ကြီးကပြောပါတယ်။မင်းလာ၁၂ရက်မနက်ပိုင်းတပင်းမြို့နယ်ဥရင်တွင်ခြေရွာစာတင်ကျောင်းလေကျောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင်တေဆုံးသူကျောင်းသားကလေးငယ်နှင့်ဆရာဆရာမပါဝင်၂၄ဦးရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိမှု၁၀၂ဦးထိရှိခဲ့ပါသည် ဆိုပါဖြစ်ရပေါ်စစ်ကောင်စီနဲ့စစ်တပ်လော်ဘီများကပုံဖြတ်၍စာတင်ကြောင်းတွင်လက်လုံမိုင်းများလှုပ်ဆောင်နေသည်ဟုမဟုတ်မမှန်ထုတ်လွှင့်ကကာကွယ်ရေးပေါ်များတက်ဆွဲထားကြောင်းဆွဆွဲထုတ်လွှင့်ပေါ်ပြခဲ့ပါရှင်။ ဆက်လက်တင်ပြပေးမယ့်တင်ကတော့လေကြောင်းတိုက်ခိုက်ခံရမှုအတွေ့အကြုံတွေဟာအ ਨੇ ဆုံးအကျဲ2ပေးအနက်2ပေးရှိတဲ့တကူစားဝစ်ချင်းတွေကိုအနည်းဆုံးနေရာမှာပြင်ဆင်ထားတဲ့လို့ဒုဝင်ကြီးခွန်စောဘူးပြောကြားတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်ခံရမှုအတွေ့အကြုံတွေဟာအ ਨੇ ဆုံးအကျဲ2ပေးအနက်2ပေးရှိတဲ့တကူစားဝစ်ချင်းတွေကိုအနည်းဆုံးနေရာမှာပြင်ဆင်ထားတဲ့လို့တရားစတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဒုဝင်ကြီးခွန်စောဘူးကပြောပါတယ်။ခြေတန်းကစေးရေးတွေ့အကြုံအရာ စစ်ကောင်စီလေရင်နဲ့ပုံကျဲတဲ့ပုံစံသုံးမျိုးရှိတယ်။စစ်မြေပြင်မှာအရေးကြီးစခန်းသိမ်းလို့ရကန်ဒီစစ်ကောင်စီဘက်မှအသေးအတန်ခုခံနေတဲ့အချိန်တိုက်ပွဲ area စစ်ကောင်စီစခန်းပပတ်လေကိုကျဲတယ်။ရဲဘော်အထီးခိုင်နေတယ်။အိုင်ကွန်ကနေငတ်ဆိုးလာကြောင်းသတိပေးတဲ့ကြားရပြီးပုံဝင်ချင်ရတယ်။စခန်းသိမ်းပြီးတိုက်ပွဲပြီးဆိုရင်စကန်လိုက်မှာရှိတဲ့စေးထိုင်စခန်းကင်းထိုင်စခန်းတွေကိုကျဲလေရှိတယ်။တရားရရဲဘော်တွေကိုလာကြည့်စေးထိုင်မှာပြန်လာနားတဲ့ရဲဘော်တွေလည်းများတယ်။မကြာခဏမောင်းထုတ်လူချဲခိုင်းရတယ်။ ဒါကြောင့်တိုက်ပွဲပြီးပြီဆိုတာနဲ့စီးအထိုင်ကိုချက်ချင်းနေရာရွှေ့ရတယ်။ကစေးရဲဘော်သုံးကြဆုံးခဲ့ရတယ်။ရဲသားနေရာကျဲချင်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိ။တိုက်ပွဲနေရာမဟုတ်ပဲနိုင်ငံရေးဖိအားပေးခြင်းလို့ရဲသားတွေနေတဲ့နေရာတွေကိုကျဲတာဖြစ်တယ်။လူထိကైအများဆုံးဖြစ်တဲ့ပြင်ဆင်ချိန်မရဘူးတခါတလေညချိန်ဖြစ်တဲ့စိန်ခေါ်ချက်များတဲ့အ ਨੇ ဆုံးနှစ်ပေအနက်အကျဲနှစ်ပေရှိတဲ့တကူဆောင်ဝတ်နိုင်တဲ့ဝတ်ချင်းကိုအနည်းဆုံးနေရာမှာတူးထားတဲ့နယ်လို့မြင်မိတယ်လို့တူဝင်းကြီးကပြောပါတယ် 2023ခုနှစ်ကနေ2025ခုနှစ်ဧပြီလအထိကောက်ယူရရှိထားတဲ့အချက်အလက်တွေအရဂျမစယုတ်စုရဲ့လေကြောင်းတိုက်ခတ်မှုဖြစ်စဉ်ပေါင်း2585ခုရှိပြီးသေဆုံးသူဥယေ2952ဦးရှိခဲ့ပါတယ်ရှင်။အမေရိကန်နိုင်ငံဝါရှင်တန် DC ရှိစစ်ကောင်စီတပ်ရုံးရှိမြန်မာအင်အားစုများဆန္ဒထုတ်ဖော်မဲ့တဲ့ရင်ကိုတင်ပြပေးပါဦးမယ်။အမေရိကန်နိုင်ငံဝါရှင်တန် DC ရှိစစ်ကောင်စီတပ်ရုံးရှိမှာမြန်မာအင်အားစုများဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သတင်းရရှိပါရတယ်။ ဝါရှင်တန် DC ရှိမြန်မာအချမ်းဖတ် SAC ရုံးရှိမှာ ရောင်းဆောင်ပါဝင်သူများရှင်နစ်ဆန္ဒပြခဲ့ကြပါတယ်။ SAC နဲ့၎င်း၏ထောက်ခံသူများကိုအဓိကအားဖြင့်တရုတ်နိုင်ငံကိုစန့်ကျင်သည့်တိုင်းသားပေါင်းစုံပွဲလို့ခေါ်ဆိုနိုင်တယ်လို့အင်အားစုများကအသိပေးဖော်ပြပါတယ်။လေးနှစ်ကျော်ကြာဆီယနာရှင်များ၏ရက်ဆက်ကြံ့ကြုံစွာဖိနှိပ်မှုတံကိုခံစားခဲ့ရသောမြန်မာနိုင်ငံတွင်ရှိမြန်မာနိုင်ငံသားများအတွက်အားတက်သရောအောင်မြင်ပြီးအားကောင်းသောဆန္ဒပြပွဲလည်းဖြစ်ပါရဲ့ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ပါကီမပေးပို့ထားတာဖြစ်ပါရဲ့ရှင်။